တမျိုးထစ်တာခေရပေးမယ်အလွဲသုံးစားလိုဝမလုပ်ခဲ့ဘူးဆိုရဲစစ်နိုင်တရားဦးအားလုံးပဲမင်္ဂလာပါရှင်မနုပညာလုံးလေးပင်နဲ့ဗရိရဲ့အဘိဝိယမိုးလေးကိုအပြည့်ဝရရှိလာပြီဖြစ်တဲ့စစ်နိုင်တရားကတော့အခုစိန်ငလင်ပေးတင်ပြည်သူတွေတက်ကိုလည်းအလူခွေတွေကိုကောက်ခံပေးကာခုနှစ်တာသပြင်တွေရဲ့စူပါလူငွေတွေနဲ့သူကရိုက်တော့ရောက်ထပ်ပေးနေပြီဖြစ်ပါတယ်စစ်နိုင်တရားကတော့သူ့အနေနဲ့ရရှိလာတဲ့အလူခွေတွေကိုနည်းနည်းလေးမှအစောမခံခဲ့ပဲ ကာကစားတော့တာတွေကစာကူရိုက်ပေကုန်းကြခဲ့ခါတော့ရလူတန်းထောင်ပံ့ပေးခဲ့ကြောင်းစစ်နိုင်တရားကပြပြလာခဲ့ပါရယ်အဲကြောင်းတွေကိုလည်းစစ်နိုင်တရားကသူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာအခုလိုပဲမျှဝေထားခဲ့ပါရယ်စစ်နိုင်တရားကကျွန်တော်တို့ဘယ်ကိုထမင်းကိုစားကိုကားစီကိုပစံနဲ့ကိုတဲ့အလူငွေကိုလုံးဝမထိဘူးဆိုတာရောက်ဖပြပြတော့ရောက်ဖနိုင်မင်းထွေးမှကျွန်တော်တို့အဖွဲအားနည်းလေစားကြွေးပါရယ် ကျွန်တော်ရောက်ဖာတိတက်မကအလုတ်ကင်တွေအဆင်ပြေပါစေဆိုပြီးမျှဝေထားခဲ့ပါတယ်။စစ်နိုင်တရားကတော့သူ့အနေနဲ့အလူငွေတွေအပေါ်တရားတကြမှာအစွန်ထဲမခံဘဲတောက်လူတန်းပေးနေတဲ့အကြောင်းတွေကိုပါထုတ်ပြောလာခဲ့ပါတယ်။စစ်နိုင်တရားကတချို့နေရာလေးတွေမှာတမျိုးတင်တာခဲ့ရပေမဲ့သူ့အနေနဲ့ပတော်မှာအရဲသုံးစားမလုပ်ဘူးလို့ဆိုပါတယ်။ငလင်ပေးတဲ့ပြည်သူတွေအတွက်တပတ်တလန်းကနေဆောက်ရပေးနေတဲ့စစ်နိုင်တရားကတော့အခုစေဘိုစိန်ပရဟိတာဘိုစိန်ပရဟိတာကို340ထပ်မံလူတန်းပေးခဲ့တယ်လို့ MYF အတင်းကိုလည်းသိန်း40နဲ့နောက်ထပ်၄သိန်းပါပါဝင်လွှတ်ကြားထောက်ပံ့ပေးခဲ့ပါရယ်စစ်နိုင်တရားရုံးအဖွဲ့ကရရှိတဲ့အလွန်ငွေသိန်း120ကိုအဖွဲ့အုံဖွဲ့ခွဲပြီးလွှတ်ကြားထောက်ပံ့ပေးခဲ့ကြတာဖြစ်ပါရယ်အကြောင်းတွေကိုလည်းစစ်နိုင်တရားကအခုလိုပဲမျှဝေတည်ပြလာခဲ့ပါရယ် စစ်နိုင်တရားကကျွန်တော်တို့အဖွဲ့အလှူခံရင်းရရှိသောအလှူငွေ330အားအဖွဲ့၃ဖွဲ့ခွဲပြီးကွန်မင်းသားကြီးတို့ထံ40လူပါတဲ့အဝတ်စားနဲ့မုံများလေးပါပါတယ်အပြစ်မလှူသောအလှူရှင်များရောကိပီးမတစဉ်လှူသောအလှူရှင်များလည်းကျေးဇူးအထူးတင်ရှိပါတယ်ဗျာဆိုပြီးလည်းအတိပေးထားခဲ့ပါတယ်အခုစရင်စစ်နိုင်တရားကရံပွန်ငွေဖျော်ဖြေပွဲရီမှလည်းပါဝင်ပေးနေသလိုစူပါရရှိတဲ့အလှူငွေလေးကိုလည်း သူကရိုက်တော့ရောက်ကားလွတ်တဲ့ထောက်ပံ့ပေးနေလျက်ရှိပါတယ်။စစ်နိုင်တရားကတော့သူအနေနဲ့ထပ်မံပြီးတော့လဲလွတ်အပ်တဲ့နေရာလေးတွေမှာလူတန်းထောက်ပံ့ပေးသွားမယ်လို့လည်းပြောပြလာခဲ့ပါတယ်။အခုစဉ်တရုတ်ဆောင်တရားကတော့အမှုပြလူလေးတွေမှာအောင်မြင်မှုတွေကိုရရှိနေပြီးပြပေးစစ်နိုင်တရားကတော့အမှုပြလူလေးတွေမှာရောဖခင်ကောင်းတယောက်ပြီးသားအောင်ကြိုးစားနေပါတယ်။စစ်နိုင်တရားကပျော်ရွှင်ပွဲမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။အခုစဉ်လည်းသူတက်နိုင်တဲ့ဖက်ကနေကုညင်ဆောင်ရွက်ပေးနေပါတယ်။စစ်နိုင်တရားကတော့အခုစဉ်အမှုပြ ောင်လေးတွေမှာအောင်မြင်မှုတွေရရှိနေတယ်လို့ကြညာလေးတွေကလည်းစက်တိုက်ရိုက်ကိုလာနေရပြီးအခုစရင်စက်နိုင်တရားကဗြိတိရဲ့အားပေးမှုတွေကိုအပြေအဝအရရှိထားပြီဖြစ်ပါတယ်။ စစ်နိုင်တရားကတော့အခုဆိုရင်တမလီနဲ့အတူတူပျော်ရွှင်ပွဲမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါစစ်နိုင်တရားကတော့အခုဆိုရင်အမှုပညာလူလေးတွေကိုရောပရဟိတလူလေးတွေကိုပါစူးစားလုခိုင်းပေးနေပြီဖြစ်ပြီးဝိဒူရဲ့အပေးဝေးရမှုတွေကိုအပြည့်ဝရရှိနေပါတယ်အခုဆိုစစ်နိုင်တရားကအမှုပညာလူလေးတွေမှာဖခင်ဖြစ်သူလို့ပရဒိဝီရဲ့အပေးလက်ခံမှုရရှိအောင်စူးစားနေပြီဖြစ်တဲ့လို့ဗိဒရီကလည်းစစ်နိုင်တရားကိုအရင်ကတည်းကအပေးဝေးရပေးလာကြပြီဖြစ်ပြီးမကြခင်မှာစစ်နိုင်တရားကစက်ကားရဲ့စိတ်ရိုက်ကူ လာရတော့မှာဖြစ်ပါတယ်